ပရိသတ်တွေအားလုံးကိုကျမတို့ရဲ့နိုင်မီလီယံ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကနေပရာလောကဇလံကောင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းစာရင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးထင်နဲ့ဖိုးသူတော်ဦးမဲဆိုတဲ့ဇလံလေးကို တင်ဆက်ပေးသွားမှာပါ။ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါဦးရှင်။ကျမကတော့တင်ဆက်သူသီရိဆန်ပါ။ ကားလေးငါတို့နဲ့လာအိပ်ပါလားဟိတ်ကောင်ဘေတူတကားလေးထီတော့မှန်တယ်ငါလို့မပြောအောင်လေကိုရင်လို့ပြောလေကွာမင်းအောင်ပါထူးလို့လဲအေးကွာအဲ့ဒါဆိုလဲအစအနေပြန်ပြောမယ်ရှင်သားမင်းအတောင်းတော့နဲ့မရင်နီးသေးတဲ့ကိုရင်ဘေတူနဲ့ကိုရင်သားအေးတို့ကပြဿနာတက်နေတာသူတို့ကရေအိုးစင်ရွာအလူမှာရှင်ပြုတ်ပြီးတော့ရေအိုးစင်ရွာဦးကျောင်းမှာနေရာမှာဖြစ်တယ်ကိုရင်နှစ်ပါးကမောင်ဘိုးထင်ကိုကျောင်းမှာနေထိုင်ခိုင်းပေမဲ့ မောင်ဖိုးတင်ကအကြောင်းမမနေခြင်းမောင်ဖိုးတင်အကြောင်းမမနေခြင်းရတဲ့အကြောင်းအရာတော့ဖုန်းကြီးနဲ့မျက်နှာချင်းမဆိုင်ခြင်းလို့ဖြစ်တယ်။အဲဒါကြောင့်ကိုယ့်ရဲ့နှစ်ပါးရဲ့တောင်းဆိုမှုကိုအင်တင်တင်ဖြစ်နေတော့တယ်။ငါဒီမှာတော့နေချင်ပါတယ်ကွာဖုန်းကြီးနဲ့တော့မတွေ့ချင်ဘူး။ဟဲ့ကောင်ငါလိုမပြောအောင်လေကွာ တပည့်တော်လိုပြောမပြောဘူးကွာမကျေနပ်ရင်ပြန်မယ်။မောင်ဘိုးထင်ဟာတသားချောင်းလေးပေါ်မှာထိုင်းနေရင်လည်းပြန်မဲဟန်ပြင်တာမို့ကိုရင်သာအေးရတားဆင်းလိုက်ပါတယ်။ ကိုရင်ပေတူးကလည်းသူပြောတဲ့လိုပြောပါစေပေါ့အေးပါကွာဖိုးထင်မင်းပြောတဲ့လိုသာပြောတော့ကိုရင်ပေတူးကအဲ့ဒီလိုပြောလိုက်တဲ့အခါမှာမောင်ဖိုးထင်ကမတည့်ရက်နေရာကနေပြန်ထိုင်လိုက်တယ်။နေဆိုနေပေးမယ်ဒီနေ့တော့မဟုတ်ဘူး။အိမ်ပြန်ပြီးတော့ဆောင်းကောင်းပြန်ယူလိုက်အောင်မယ်။ဘုန်းကြီးကျောင်းကပေးထတာရှိရတာနဲ့။ပေးလေငါမအိတ်တက်ဘူးကွာ။ပြန်လိုက်အောင်မယ်မနေ့ပြန်မှပြန်လာခဲ့မယ်။ဟဲ့ကောင်ပြန်လာမှာရောဟုတ်လို့လား။မင်းတို့ကဘာဖြစ်နေကြလဲ။ ကိုနေရလေးဝေးရမှာ။ကဲနေခဲ့တော့တော်ကြာဖုန်းကြီးလာရင်ငါ့ကိုစကားလာပြောနေမှာခက်မယ်။မောင်ဘိုးထင်ရပြောပြောဆဆူចောင်းပေါ်ကဆင်းသွားတာမို့ကိုရင်ပေတူးနဲ့ကိုရင်သားအေးတို့ကចောင်းပေါ်ဝအထိ လိုက်ပို့ပေးချပါတော့တယ်။မောင်ဘိုးထင်တယောက်ကအိရှိကုတ်ပြစ်မှာနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားနေပါတယ်။အဲ့ချိန်မှာအိမ်ထဲကိုဦးအောင်တယောက်ကဆိုက်ဆိုင်မြိုင်မြိုင်နဲ့လမ်းလျှောက်ဝင်လာပြီးတော့မောင်ဖိုးထင် အိမ်နေတဲ့ကိုပြစ်မှာဝင်းထိုင်ရင်နဲ့စကားဆုံလိုက်တယ်။"ကောင်လေး တယောက်ချက်ပြင်းနေအိမ်ဝလာနေပါလားကွာရပါတယ်အဖရာကျုပ်အေးဆင်းနေခြင်းလို့အေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းရင်ကအေးအေးလူလူရှိတယ်ငါရင်ကတော့မင်းသိတဲ့အတိုင်းပဲရွာထဲမှာဆိုတော့နားတော့ပူမဲဟိကိုကောင်နေကကျုပ်ကိုခေါ်ထားတယ်ဘာရဲ့ဘယ်ကောင်နေတော့ကိုရင်ဝတ်သွားတဲ့ကောင်နေလေးပါကိုကောင်နေလို့မပြောနဲ့ကွာကိုရင်နေလို့ပြောကျုပ်အဲ့ဒီနေရာကိုမသွားချင်ဘူးဗျာစိတ်ထဲမှာတမျိုးကြီးပဲ အင်းတကယ်တော့မင်းနဲ့မသက်ဆိုင်တဲ့နေရာပဲလေကွာမသွားကြင်မသွားနဲ့ပေါ့ခုနှစ်ရက်ထဲဟိုအဲ့ဒါဆိုကြုံမသွားတော့ဘူးဗျာအေးအေးမင်းဘာဟင်းချက်တော့ဘာမှမချက်ရသေးဘူးအေးမင်းလည်းအလုံးရှောင်နေရတဲ့အိမ်မှာမွေးထားတဲ့ကောင်တွေကိုဘာမှမကြွေးပြစ်ဘူးမလားဟုတ်တယ်အဖားရေဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ဘာမှမကြွေးပြစ်ဘူးအေးနှက်ကြီးဆိုတဲ့ကောင်ကရွာတောင်ပိုင်းရမောင်သိန်းကိုလှုပ်ထားရင်တော့ငါသွားတားထားလို့မင်းကောင်တွေမလွယ်ဘူးကျုပ်ကယူဆိုင်လိုက်ပါမယ်အဖ ေးအေးအဲ့ဒီကောင်လေးကိုကျွေးပြီးဆုံးမလိုက်အောင်ဟုတ်ကဲ့ပါဖဥအောင်ကမောင်ဖိုးထင်ကိုဆုံးမစရာရှိရာတွေကိုဆုံးမလို့နေတယ်သူတို့နှစ်ယောက်စကားပြောနေတော့ရေဟိုးစင်ရွာဥကဲနဲ့ပချီငိုတို့ကအိမ်ဝိုင်းထဲကိုဝင်လာကြတော့တယ်သူတို့ကအလူမှာဟင်းလိုက်တဲ့ခြိုင်ကြီးကိုတယောက်ကဆွဲလာပြီးတော့တမင်းတောင်းကိုတော့နောက်တယောက်ကထမ်းလာတယ်အဲ့နောက်မောင်ဖိုးထင်တို့ထိုင်နေတဲ့ကုတ်ပစ်ပေါ်ကိုခြိုင်နဲ့တောင်းကြီးကိုခြားတဲ့ချိန်ဥအောင်ကဥကဲကိုမကြည့်သလိုကြည့်လိုက်ပြီးတော့ ဟိတ်ကောင်ငကဲမင်းဘာလာလောက်တာလဲငါဘာသာဘာလာလောက်လို့ပေါ့မင်းဘူပါလာမိမစိတ်နဲ့ကောင်ဒီကောင်ဒီရောက်နေမှသိရင်မလာပါဘူးလာချင်းပြန်ပေါ့မင်းစီလာတာမဟုတ်ဘူးကောင်လေးစီလာတာအသက်အကြီးဆုံးလူကြီးနှစ်ယောက်ကစကားများရန်ဖြစ်နေတာကြောင့်မောင်ဖိုးထင်တဲ့ပကျင်ကိုယ်လိုနှစ်ယောက်ကဆွဲထားလိုက်ရသေးတယ်အဲဒီနောက်ပကျင်ကိုယ်ကလာရင်ကိစ္စကိုပြောပြလိုက်တယ်ဒီလိုဦးအောင်ရ ။အလူမာပိုတဲ့အလူဟင်းနဲ့အလူထမင်းကိုရွာနီးချုပ်ဆက်တွေလိုက်ဝေပေးနေတာ။အော်အေးငါပြန်တော့မယ်ကွာ။စက်တည်းမရှိတဲ့ကောင်းသားကိုမနေချင်ဘူးဖို့ထင်။မင်းအိမ်ပေါ်ကအုတ်တလုံးသွားယူစမ်း။ဦးအောင်ကဥကဲကိုဆောင်းခဲ့ကြည့်ပြီးဆောင်းမြောင်းပြောနေရတယ်။မောင်ဖိုးထင်ကိုခိုင်းလိုက်တာဖြစ်တယ်။မကြတဲ့အချိန်မှာမောင်ဖိုးထင်ကအုတ်တလုံးကိုရှူလာတယ်။အုတ်ရလာလာနဲ့ဦးအောင်ကအဲ့ဒီအုတ်ကိုရှူပြီးတော့ဂျင်းကိုရှေ့မှာထိုးပေးလိုက်ကဟဲ့ကောင်ထမင်းထည့်ပေးဦးဟုတ်ကဲ့ ပကျင်းကိုလည်းထမင်းထည့်ပေးလိုက်တယ်။အဲဒီနောက်ဦးအောင်ကဦးကဲကို မကြည့်ပဲနဲ့အရှိကိုအုတ်ကိုထိုးပေးလိုက်ကအကဲနှင်းထည့်စမ်းအပေါ်စီးကပြောဆိုဆဆန်းလာတာကြောင့်ဦးကဲတယောက်ကမကြည့်မနဲ့နဲ့ဇွန်ပြားလေးနဲ့သာဟင်းကိုခတ်ထည့်ပြီးတော့အဖုံးကိုအုတ်ပေးလိုက်တယ်။အဲဒီနောက်ဦးအောင်ကရင်ကော့ပြီးတော့ပကျင်းကိုနှုတ်ဆက်လိုက်တယ်။ပကျင်းကိုငါသွားတော့မယ်။တချို့ကောင်တွေကတော့မမြင်ချင်လို့မကြည့်ကိုမကြည့်တော့ဘူး။အဘအဘအုတ် မောင်ဖိုးထင်ဟာဟင်းမပါတဲ့ကြောင်းပြောမလို့လို့တော့ဥကေကညည့်ညိတ်ပြပြီးသတိပေးထားလို့မောင်ဖိုးထင်နောက်ကနောက်ထပ်စကားထွက်မလာအဲ့ဒီခါဦးအောင်အားမောင်ဖိုးထင်ကိုလှည့်ကြည့်ပြီးတော့ဖိုးထင်ဟာမင်းသူ့အုပ်ပြန်လာမပေးမှဆိုလို့နေမှာပေါ့အဲ့ကောင်ဖိုးထင်မင်းကငကဲပြောတယ်လို့ပြောချင်တာလားမဟုတ်ပါဘူးအဘရာကျုပ်ကအဘသုံးချင်တာသုံးဖို့အုပ်ယူထားလို့ပြောမလို့ပါမောင်ဖိုးထင်ရဲ့စကားကြောင့်ဦးအောင်ဟာကျိနဲ့သွားပြီးတော့အိမ်ဝိုင်းပြင်ကိုထွက်သွားတယ် အဲ့ဒီခါမှာဥကဲရလည်းတဟိဟိနဲ့ထားရပြီးတော့ငါအာကြီးတော်တော်တုံးတဲ့ငတုံးကောင်အဲ့ဒါကြောင့်မလို့မိမမရတာသဘောတကျရီမော့နေတဲ့ဥကဲကိုမောင်ဖိုးထင်တဲ့ပချင်ကိုတော့ချိန်ပြီးတော့ခေါင်းကိုအသားအရာခါရမ်းမိပါတော့တယ်ရေဦးစင်ရွာရဲ့ရွာဦးဖုန်ကြီးကျောင်းကကျဲဝင်းပြီးတော့တစ်ပင်တစ်ပင်ကြီးတစ်ပင်ငယ်တွေနဲ့အရင်ဦးအာဝါသာကောင်းတဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်ကျောင်းကြီးကျောင်းရဲ့အသွေးတွေနဲ့စီစီကကရှိတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်တယ် ရေဦးစင်ရွာအုပ်စုရွာကြီးတရွာဖြစ်ပြီးတော့စီကားရကြောင်းရေဦးစင်ရွာကိုကြောင်းတိုးတက်ကြတာလည်းအထူးဆန်းမဟုတ်ကျောင်းနိုင်ဖုန်ကြီးဖြစ်တဲ့ဥသောပိတသဘောမနောကောင်းပြီးတော့တကတကမလေးနဲ့လည်းတမမြတ်တစွာဆက်ဆက်နဲ့ဖုံတော်ကြီးတပါဖြစ်တော်တယ်။ချမ်းသာသူတမျိုး၊ကြောမွဲတမျိုးဆက်ဆက်တတ်တဲ့ဖုံတော်ကြီးမဟုတ်တာကြောင့်ရွာသားအလုံးအားကြည်ညိုကိုးကွယ်ကြတဲ့ဆရာတော်တပါဖြစ်တယ်။ကျောင်းရဲ့ဝေယဝဆတွေကိုအကြီးကတာဝန်ယူသူနှစ်ယောက်ရှိတယ်။ တယောက်ကကပ္ပယာယီဥလူဖြစ်ပြီးတော့နောက်တယောက်ကကိုရင်ကြီးဇဝနာဖြစ်တယ်။အခုလဲသူတို့ကများပြားလာတဲ့ကိုရင်တွေကိုနေရာထိုင်ခင်းချပေးနေကြတယ်။ကိုရင်လေးတွေကတောသားတွေမို့လို့မိဘတွေကအเจ้าမှာစိတ်ချလက်ချထားတာစိတ်မချလို့အเจ้าကိုလိုက်ပါအိတ်ကြသူမရှိ။ကိုရင်တွေကလည်းလူဝဲကြောင့်ဘဝကလေးကလူကြီးတရက်နှစ်တဲ့ချောင်းထဲမှာရှေးကူးတဲ့သူကတောထဲမှာငှက်ပြစ်တဲ့သူပြစ်ကြသူတွေဖြစ်တာမို့ စိတ်မချစရာတစ်ခုမှမရှိဘဲနဲ့တယောက်နဲ့တယောက်အငင်းခုန်လုံးကြားသလောက်ပဲရှိပါတယ်။အဲ့ဒီအရာတွေကြောင့်လဲကိုရင်ဝတ်တဲ့တက်တန်းတရက်မပြည့်ခင်မှာပဲအချင်းချင်းစကားတွေငင်းခုန်နေကြပြီဖြစ်တယ်။ကိုရင်ကျပုမင်းကောင်းကငါကောင်းလောက်မပြောင်းဘူး။ပြောင်းပါတယ်ဟ။နားနောက်မှာစပင်းနေရှိတယ်။ဟိတ်ကောင်အဲ့ဒါအမှန်ဟ။ခေါင်းပြောင်းနေထားလိုက်ပေါင်းသင်ငယ်ကလည်းငါလောက်မသိဘူး။တက်တယ်မင်းမျက်လုံးကဲနေလား။မသိဘူးမင်းသင်ငယ်ကငါလောက်မရေဘူး။ ကိုရင်လေးတွေကသင်္ကန်းဝက်ခါစာဖြစ်တာတချောင်းကျောင်းအရောက်ပေါက်နေတာဖြစ်တာတချောင်းမလို့စကားပြောဆိုတဲ့အခါချက်ချင်းပြင်ပြီးတော့မပြောနိုင်ပဲနဲ့လူသားတွေလိုပြောကြဆိုကြတယ်။အဲ့ဒီလိုကိစ္စရတဲ့ကြောင့်ကိုရင်လေးကဧကတိတွေချွတ်ချတာကိုကပ္ပယာကြီးနဲ့ကိုရင်ကြီးတို့ကခွဲပေးနေရတယ်။ဟိုနားသွားခွဲလိုက်ရ၊ဒီနားသွားခွဲလိုက်ရနဲ့အဆင်မချောတာကြောင့်ကိုရင်ကြီးစီးရင်ဝင်နေပြီဖြစ်တဲ့ကိုရင်ပေတူးနဲ့ကိုရင်သားအေးတို့ကို တခြားကိုရင်လေးတွေကိုထိမ့်ဖို့အတွက်ရွာဦးကျောင်းကအမြဲနေကိုရင်ကြီးကတာဝန်ပေးရတယ်။ကိုရင်ကြီးနှစ်ပါးဗျာဖះလို့ထူရမှာဖះကိုရင်တို့နှစ်ပါးတခြားကိုရင်တွေကိုရှင်မဖြစ်အောင်ကုထိန်ဆန်းမှာဆုံးမတဲ့နဲ့ကိုရင်ကိုဆုံးမလိုက်ဟုတ်ကဲ့တင်ပါလို့ပြောရတယ်မှတ်ထားတင်ပါကိုရင်ပေတူးနဲ့ကိုရင်သားအေးတို့ကလည်းဖုန်ကြီးနဲ့စကားပြောဘူးတာလက်ချိုးရည်လိုရပြီးတော့ နောက်ဆုံးအခေါက်ဖုန်းကြီးနဲ့စကားပြောတာကလည်းပြီးခဲ့တဲ့နှစ်ကဖြစ်တယ်။ကျောင်းဝတရသီးတွေကိုစိမ့်တောင်စိမ့်မဲ့တရသီးနဲ့ပြစ်ချနေတာကြောင့်ဖုန်းကြီးကအခေါက်ယူဆုံးမခဲ့တာဖြစ်တယ်။အဲဒီအတွက်အခုတန်ဃာတော်တွေနဲ့စကားဆိုတဲ့အခါမှာအလွဲလွဲမှမှဖြစ်နေတော့တယ်။အဲနောက်သူတို့နှစ်ပါးကကိုရင်ကြီးရဲ့ခိုင်စင်မှုနဲ့ညားပြတဲ့ကိုရင်လေးတွေကိုထိန်းချောင်းဖို့ဖြစ်လာခဲ့တယ်။သူတို့နဲ့အရွယ်မတိမရင်တချို့ကိုရင်တွေကတော့သူတို့နှစ်ပါးကိုမခံလေးစားပြုချင်ကြတယ်။ အဲ့ဒီခါကိုရင်ပေတူးကလေတံခတ်ကြက်ကြက်၄လုံးအကြည့်ဆူဆူနဲ့စကားဆိုတော့တယ်မင်းတို့ကောင်တွေကိုပြောချင်လို့ပြောနေတယ်များမှတ်နေလားငါတို့ကတာဝန်ရပြောနေတာငါတို့မပြောရင်ဟော့ဟိုဟာလူမိုက်ကိုရင်ကြီးကမင်းတို့ရဲ့ချောင်းနေတဲ့ကောင်တွေကိုသူ့ရဲ့လူသက်လက်လို့ခေါ်တဲ့ပုတူတူလက်စက်နဲ့ခောက်မှာအဲ့ဒါကိုမင်းတို့သိလားမင်းတို့မသိလို့နော်အဲ့ဒီကိုရင်ကြီးကတော်တော်စိတ်ကြိုတာရုပ်ကိုကြည့်ပါလားမထင်မထင်သလိုလုံးမဲ့ရုပ်မင်းတို့မယုံရင်ငါလှမ်းမေးပြမယ် ကိုရင်သားအင်းအားကိုရင်ပေတူးရဲ့စကားကိုထောက်ခံပြီးတော့ခလန်းလန်းကိုရင်လေးတွေကိုကပ္ပိယရင်နဲ့အတူပြောဆိုဆုံးမနေတဲ့ကိုရင်ကြီးကိုလက်လှမ်းပြီးတော့ထောင်ပြလိုက်တယ်။အဲဒီခါကိုရင်ကြီးကလည်းပြန်ပြီးတော့လက်ထောင်ပြတဲ့အခါပေတူးကအနီးမှာရှိတဲ့ကိုရင်တွေကိုစကားထပ်ဆိုတယ်။ကိုရင်သားအင်းကိုလက်လှမ်းထောင်ပြတာတွေ့လား။တွေ့တယ်။အဲ့ဒါတို့ကိုဘာလှမ်းပြောတာထင်လဲ။မသိဘူးလေ။ပြောမရရင်လက်နဲ့လှုပ်ထလိုက်တဲ့ပေတူးရဲ့စကားတွေကြောင့်ကိုရင်တွေက အနှဲငယ်ချိန်လဲလာပြီးတော့ကိုရင်ပေတူးနဲ့ကိုရင်သာအေးတို့ကိုကျေးဇူးတော်တင်နေကြတယ်။အဲ့ဒါဆိုရင်တော့တော်သေးတာပေါ့ကိုရင်တို့နှစ်ပါးပြောပြလို့သားပဲ။ဟုတ်ပါဟုတ်ပါ နောက်နေ့ရစားပြီးတို့တွေကိုရင်သာအေးနဲ့ကိုရင်ပေတူးတို့စကားကိုနားထောင်ပါမယ်။အဲ့ဒီစကားကြောင့်ကိုရင်ပေတူးနဲ့ကိုရင်သာအေးတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့သဘောကျလို့နေပါတော့တယ်။ရီဦးစင်ဖုံးတော်ကြီးចောင်းပေါ်မှာဆရာတော်ကိုရင်ကြီးကပ္ပယာကြီးနဲ့ကိုရင်ငယ်တွေကဖះရှိခုံးနေကြတယ်။ ဩဃာသာရတဲ့ကိုရင်ပေတူးနဲ့ကိုရင်သာအေးတို့ကရှေ့ဆောင်ကနေပြီးတော့ဖះရှစ်ခိုးနေတယ်။လူနှစ်ယောက်ကဩဃာသာထက်ပိုတဲ့ဖះရှစ်ခိုးပိုက်တွေကိုမရတဲ့အတွက်ရောချလို့နေတယ်။အချိန်တော်ကြာဖះရှစ်ခိုးပြီးတဲ့အခါဆရာတော်ကကိုရင်နေကိုဆုံးမစကားပြောကြပြီးတော့တရားထိုင်ခိုင်းတော့တယ်။အဲ့ဒီချိန်ကကိုရင်ပေတူးနဲ့ကိုရင်သာအေးတို့နှစ်ယောက်အတွက်အခက်အခဲဆုံးအချိန်ပဲဖြစ်တယ်။၅မိနစ်ပြည့်အောင်တော့ငင်းငင်းမထိုင်နိုင်တဲ့သူတို့နှစ်ယောက်အတွက် တနာရီဆိုတဲ့အချိန်ကနာရီပေါင်းတစ်ထောင်လောက်လို့တော့ထင်းနေမိတယ်။ဆရာတော်ကိုရင်ကြီးနဲ့ကပ္ပယကြီးကလွဲပြီးတော့ကိုရင်နေရဘသူမှကောင်းကောင်းမွန်မွန်တရားမထိုင်နိုင်။ဆရာတော်ကိုကြောက်လို့သာတရားထိုင်နေကြတဲ့ကိုရင်လေးတွေကကောင်းငိုက်ဆိုင်နဲ့အိပ်ပျော်တဲ့သူကအိပ်ပျော်အိမ်ငိုက်တဲ့သူကအိမ်ငိုက်နဲ့ဖြစ်နေတယ်။ကျောင်းတိုင်မှာချိန်ထားတဲ့ချိန်သီးနိုင်ကြီးကအော်သံမီးလာတဲ့အခါမှာဆရာတော်ကကိုရင်လေးတွေကိုတရားဖြုတ်ပေးပြီးတော့အိမ်ယာဝင်စေတယ်။ ကိုရင်နေအားလုံးကလည်းအောင်းကြီးပေါ်မှာအိတ်ကြမှာဖြစ်ပေမဲ့ကိုရင်ပေတူးနဲ့ကိုရင်သားအေးကတော့ကျောင်းဝင်းအစော်မှာရှိတဲ့အောင်းမှာအိတ်ကြမှာဖြစ်တယ်။အခုသူတို့နှစ်ယောက်အနာကိုကိုရင်ကြီးနဲ့ကပ်ပြရီတို့ကရှောင်းလာပြီးတော့စကားဆိုတယ်။ကိုရင်နှစ်ပါ။ဖေဟာကိုရင်တို့ဟိုကျောင်းမှာမအိတ်ချင်ဒီမှာအိတ်လေ။ဒီမှာတော့နည်းနည်းစုပြီးချက်လိုက်မယ်။ရတယ်ကျွတ်တို့အဲ့ဒီကျောင်းမှာပဲသွားရည်တော်မယ်။အဲ့ဒါဆိုလဲသွားချင်းကြတော့မနေ့အစောထားရမယ်။ကိုရင်တို့ကကျောင်းဝေယဝဆာလောက်ရမယ်နော်။ တယ်မဖေဟာတို့ရဲ့နှစ်ပါးလည်းចောင်းကြီးပေါ်ဟာဆင်းပြီးတော့သူတို့နေထိုင်မဲ့ចောင်းစီကိုကြွသွားပါတယ်။အဲ့နောက်အကြံသင်းကျဲတဲ့တသားចောင်းလေးပေါ်ကိုတက်သွားပြီးတော့အသိရှိတဲ့မီးရင်ကိုမိချွန်ပြီးတော့မအိပ်သေးဘဲနဲ့စကားဆိုလိုက်ကြတယ်။ကိုရင်ပေတူဟိုကောင်ဖိုးထင်တော့လာမဲ့ပုံမပေါ်ဘူး။ဒီကောင်မနဲ့ကလေးကပြန်လာကြနာမှမဟုတ်တာ။အပြစ်လဲဆိုလို့မရဘူး။သူတက်တဲ့ပညာနဲ့ចောင်းကလာလာမှမဆိုင်ဘူးလေ။အဲ့တော့အနေရခက်မှာပေါ့။ အဲငါလည်းဒီကောင်မရှိတော့ပြင်းနေတယ်ကွာသူတို့ကအချိန်တန်ကြာစကားပြောပြီးရဲ့နော်ကိုရင်တပားရဲ့ပိုက်ထဲကအော်မြည်တဲ့ကိုနောက်ကိုရင်တပားကြားလိုက်ခါကိုရင်တပားအချင်းချင်းကြည့်လိုက်ပြီးပြီးတော့ကိုရင်ပေတူးကအမေးစကားဆိုပါတယ်တိုင်းဘိုက်မစားဘူးလားစားတာပေါ့ကိုရင်ဖြစ်နေပြီဆိုတော့ညစာမစားဘူးကွာအစွားတော့မစားပါဘူးခုမှစားလာတာအဲ့ဒါဆိုစားစရာတခုသွားတောင်းအောင်အခုချိန်ကိုရင်ကြီးကအိတ်ရင်အိတ်နေမှာ ိတ်နေတော့လေကို့ဘာသာရှာစားတာပေါ့ဘိုက်ကတော်တော်စားလာပြီရှာလာတော့ဟုတ်ပါပြီမစားကောင်းတာစားကောင်းတာအောင်မင်းသိလို့လားသိပါတယ်ကွာထမင်းနဲ့ဟင်းမဟုတ်ရင်ကျန်တာအကုန်စားလို့ရတယ်ဟိတ်ကောင်မဟုတ်ဘူးနဲ့တူတယ်နော်မင်းကလည်းငါလေးလာထားပါတယ်ကွာညစာပဲမစားရတာကျန်တာစားလို့ရတယ်အေးကွာအဲ့ဒါဆိုလေကိုရင်ကြီးစီကိုသွားကြတာပေါ့ကိုရင်နှပါသူတို့ရဲ့ကြောင်လေးရထွက်ပြီးတော့ကိုရင်ကြီးရှိတဲ့ကြောင်ကြီးစီကိုသွားလိုက်ကြတယ် ကျောင်းကြီးပေါ်မှာတော့အောင်လင်းတမီထွန်းထားပြီးတော့မိအောင်အောင်မှာကိုရင်ကြီးကက်ပီယာကြီးနဲ့ကိုရင်လေးတွေကအိတ်ပြောနေကြတယ်။တောသမောင်မောင်မို့စောစောအိတ်ကြတာထုံးစံပဲဖြစ်တယ်။ကိုရင်သားအင်းနဲ့ကိုရင်ပေတူးတို့ကအိတ်မပြောနိုင်ဖြစ်နေတော့တယ်။သူတို့ကလေးလယ်မှာထမင်းအစာခံနိုင်ပြီးတော့ညဘက်မှာတော့အစာမခံနိုင်။မောင်ဖိုးထင်ရဲ့အိမ်မှာနေကြတဲ့အား မိလက်စာကိုစားချိန်မှာစားပြီးတော့ညစာအောင်တော့ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားတော့တဲ့အချင်းဖြစ်နေတာကြောင့်လဲပါရင်အဲနာကိုရင်နှပါကျောင်းအောက်ကိုပြန်ဆင်းပြီးတော့သူတို့ရဲ့ကျောင်းလေးကိုသွားပြီးမိရိတ်ယူလိုက်ကစွန်းစားကျောင်းစီကိုသွားလိုက်ကြတယ်အဲနာစွန်းစားကျောင်းဆောင်ထဲမှာရှိတဲ့ကျောင်းအိမ်ကိုဖွင့်ချင်လိုက်တယ်အလူကကျွေးတဲ့စွန်းနဲ့စွန်းဟင်းတွေကိုမြင်တဲ့အခါကိုရင်သားအေးကကိုရင်ပေတူးကိုချီးပြီးတော့စကားဆုံးလိုက်တယ်ထမင်းတွေတော့ရှိတယ်ပေတူးငါတို့စားလိုက်ကြမလား စိတ်ထင်းစက်မှာကွာဝက်မှာခုနှစ်ရက်ထဲဒါအောင်တော့ရှောင်းကိုရှောင်းရမယ်ဖုံးကြီးကလည်းတိချာမှားထားတယ်ဘာရှိသေးလဲထက်ရှားကွာကိုရင်ပေတူးရဲ့စကားကြောင့်ကိုရင်သားအေးရတယ်မိအိမ်နဲ့ကြောင်ရင်အထက်တွေကိုတိချာကြည့်လိုက်ပြီမဲ့ရေပဲနဲ့ထညာခဲရလွဲပြီးတော့တခြားပါစားစရာမှမတွေ့ထညာနဲ့မြေပဲရှိတယ်ကွာထမင်းတွေပဲစားလိုက်ရအောင်ကွာမဖြစ်ဘူးကွာထညာနဲ့မြေပဲတွေပဲယူခဲ့ကွာဘလောက်ယူရမှာလဲ တို့ယူမဲမသိအောင်အကုန်ယူခဲ့ကွာမဲမေကြီးတော့ตาเอငါတို့ကကိုရင်ဝင့်နေတော့သတိလက်ထောင်အေးပါကွာငါသိပါတယ်ကိုရင်ตาเอကထញ្ញဲထဲထားတဲ့တကောက်ဖာလေးကိုရှူပြီးတော့ပဲလော်လေးကိုလည်းသင်ငယ်ထဲကိုထည့်ယူလာကြတယ်အဲ့နောက်သူတို့ကတက်သားချောင်းဆောင်လေးပေါ်ကိုပြန်ချွာလိုက်ကြတော့တယ်အညစားပြီးရေတောက်တာဘိုက်ထဲမှာဂလုံးဂလုံးဖြစ်နေပြီ။ငါကတော့ပဲကြီးလော်လေးစားပြီးဘိုက်ပွားနေပြီကွာ။ဖိုးထင်ဖိုးထင်ဒီကောင်တိတ်ရက်ဆက်တယ် တို့ကိုရင်ထွက်ရင်အဲ့ဒီကောင်မခေါ်နဲ့ကွာအေးမခေါ်ဘူးစိတ်ချတော်တော်ဆိုးပါလေကွာငါတို့ကတော့သူ့ကိုခင်လို့လာပါလာပါဆိုပြီးခေါ်တာဒင်းကတော့ငါတို့ကိုပြစ်ထားတယ်အေးကွာကိုရင်နှစ်ပါးဘိုင်းစာပြီးအစာပြေစားတယ်ထညက်နဲ့ပဲကြီးတော်ကိုကရွေးမတွေ့လာပဲနဲ့ထမင်းဟောသာစားကျင်နေတယ်အဲ့ဒီအတွက်စိတ်မကြေမနက်ဖြစ်နေပြီးတော့သူတို့ခေါ်တာကိုမလာပဲနေတဲ့ဖိုးထင်ဟောသာမကြေမနက်ရေရွနေတာဖြစ်တယ်အဲ့နောက်ကိုရင်နှစ်ပါးအဲ့ရပေါ်မှာလှဲချပြီးတော့ မီးရိမ်နေရာမီးကွက်ကိုမှုန့်လိုက်ပါတယ်။မီးရိမ်ရဲ့အလင်းရောင်ပြသွားတာနဲ့ကြောင်းလေးကလည်းမှောင်အတိကျသွားတယ်။ကိုရင်နှစ်ပါးလည်းအိတ်မပြောပေမဲ့မျက်စိကိုမှိတ်ထားတယ်။သူတို့နှစ်ပါးအပေါင်းအသင်းဖြစ်တဲ့မောင်ဖိုးထင်မရှိတာကြောင့်စိတ်ထဲမှာတခုခုလိုအပ်နေတယ်လို့ခံစားနေရတော့တယ်။အဲဒီလိုတောင်တင်းမြောက်တွင်နဲ့အိတ်မပြောဖြစ်နေတော့သူတို့ရဲ့ခေါင်းရင်းကကာယံထားတဲ့ပြင်ချက်တွေကိုလက်နဲ့ပုတ်ပြီးပြောလာတဲ့အတန်တန်ထွက်ပေါ်လာတော့တယ်။ကိုရင်နေအိတ်ပြီလား တိတ်ဆိတ်နေတဲ့အချိန်မှာရုတ်တရက်ထွက်ပေါ်လာတဲ့အတန်းကြောင့်ကိုရင်တပါငုတ်တုတ်ထထိုင်ပြီးတော့အချင်းချင်းကြည့်လိုက်ကဘဒုတန်တော့ကွာပေတူရကပ္ပရာကြီးပဲနေမှာပေါ့ကိုရင်ကြီးနဲ့ဖုန်းကြီးတော့မဟုတ်တော့ဘူးအေးအိမ်မဲသူတို့ကအချင်းချင်းစကားပြောပြီးရတော့သူတို့ကိုလှမ်းပေးတဲ့ကြောင်းကောင်းရဲ့အတန်ရှင်ကိုလှမ်းပြီးတော့ဖြေလိုက်တယ်အိတ်တော့မလို့အေးအေးအိတ်အိတ် အတန်ရှင်အဲ့ဒီလောက်သာပြောပြီးတော့လမ်းလျှောက်ထွက်သွားတဲ့ခြေသက်ထွက်ပေါ်လာတယ်။အဲ့ဒီခါမှာကိုရဲ့နှစ်ပါးကလည်းပြန်ပြီးအိတ်လိုက်ကြတယ်။ဒါပေမဲ့အိတ်ပြော်လူလူဖြစ်တဲ့အချိန်မှာ ကိုရဲ့နေအိတ်ပြီလားဟဲ့။ကြောင်ကောင်းရင်းကထားတဲ့ပြင်ချက်တွေကိုပုတ်ပြီးပြောလာတဲ့ခက်ကြက်ကြက်အတန်ထက်ပြီးတော့ထွက်ပေါ်လာတယ်။အဲ့ဒီတွင် ကိုရဲ့နှစ်ပါးကလည်းအိတ်မပြော်နိုင်မနဲ့မျက်လုံးပြန်ခွင်းလိုက်ရင်းနဲ့အနှမ်းငယ်စိတ်အလိုမကျဖြစ်သွားကြတယ်။အဲ့ဒီတွင်ကိုရင်ပေတူးကစိတ်မရှိဘဲနဲ့ ကျောင်းပြန်ရမင်းနေတဲ့သူကိုပြန်ဖြေလိုက်ကြောတယ်။အိတ်တော့မလို့ဗျခမရကလာလာနှိုးတယ်လို့ဖြစ်နေတယ်။အေးအေးအဲ့ဒါဆိုအစကပြန်အိတ်ပေါ့ကွာ။အပြင်ကမေးတဲ့သူကအဲ့ဒီလိုပြန်ပြောပြီးတော့မှခြေတံတစ်ချက်ချက်နဲ့ထွက်သွားတယ်။နှစ်ခါရှိပြီမို့လို့စိတ်မရှိတော့တဲ့ကိုရင်နှစ်ပါးမင်းရုံထွန်းပြီးနောက်တစ်ခါလာအမေကိုစောင့်ဆိုင်လို့နေတယ်။သူတို့မိရင်ထွန်ပြီးစောင်းတဲ့အခါမှာတော့ចောင်းကောင်းရဲ့အတန်ရှင်ကနောက်ထပ်ရောက်မလား ဒါပေမဲ့ထက်လာလိုလာညာတွေးပြီးတော့မိခွက်ကိုမငိမ့်မဲနဲ့ဆက်ထွန်းထားလိုက်ပါတယ်။မကြတဲ့ချိန်မှာ ကိုရင်နှစ်ပါးအိတ်ချင်လာတာမို့မိမောက်ပြီးတော့အိတ်ရတယ်ဝင်လိုက်တယ်။အိတ်ပျော်လူခင်အချိန်မှာအပြင်ကလာမိတဲ့သူကရောက်ရှိပြီးတော့အရင်အခောက်တွေလို မေးလာတော့တယ်။ကိုရင်လေးတွေအိတ်ပြီလား။အဲ့လိုထက်ပြီးတော့မေးမြန်းလာတဲ့အချောင်းပြန်အတန်ပိုင်ရှင်ကိုကိုရင်နှစ်ပါးကလည်းတော်တော်တောင်းတထွက်နေမိတယ်။ကပ္ပိယကြီးဖြစ်မယ်လို့တွေးထားတဲ့အတွက် သူတို့နှစ်ပါးဆိတ်လျှော့ထားတာသာဖြစ်လိမ့်မယ်။အဲနာ ကိုရဲ့နှစ်ပါးဆိတ်မရှင်နိုင်မယ်နဲ့အဲ့နေရထထိုင်ပြီးတော့ခေါင်းရရမင်းနေတဲ့သူကိုစိတ်ဆိုးမှန်ဆိုနဲ့ပြန်ဖြေလိုက်တယ်။ခမရအိပ်ပီလာအိပ်ပီလာနဲ့ဘာလို့လာလာမေးနေရလဲ။ကိုရင်တို့အိပ်ရင်ကြောင်းပေါ်လာမလို့ပါ။ကျောင်းပေါ်လာကျင်တာများအိပ်ပီလာအိပ်ပီလာမေးနေရသေးတယ်အပေါ်တက်ခဲ့ရောပေါ့ကိုရင်တို့တကယ်တက်ခိုင်းတာလားတက်ခဲ့ပြခမကျုပ်တို့အိတ်ခါနေတိုင်းမေးနေတာအဆင်မပြေဘူး အဲ့ဆိုကြုတ်တက်ခဲ့ပြီနော်တက်တက်ကိုရဲနှစ်ပါးကလည်းစိတ်မရှိဖြစ်ပြီးတော့အပြင်ကအတန်ပိုင်ရှင်ကိုចောင်းပေါ်ကိုတက်ခိုင်းလိုက်တယ်သူတို့ရဲ့စိတ်ထဲမှာတော့ចောင်းပေါ်တလာမဲ့သူကကပ်ပြရင်ဒါမှမဟုတ် ရွာထဲကလူတယောက်သာဖြစ်လိမ့်မယ်အထင်နဲ့ဂယုမဆိုင်ဖက်နဲ့ចောင်းတကားပေါက်ကိုသာအိယာထဲကထိုင်ကြည့်နေကြတယ်မကြတဲ့ချိန်မှာတော့ចောင်းလေကားကိုတက်လာတဲ့ခြေတန်းကိုဆကြရပြီးတော့ကလန်ထိုးထားတာမရှိတဲ့ចောင်းတကားပေါက်ကထွေကနေအမြည်တမ်းပေးပြီးတော့ ဖြည်းဖြည်းချင်းပွင့်လာတယ်။တကားပွင့်လာတာနဲ့မဲနဲ့နေတဲ့ခြေအစုံကိုကိုရင်နှပစပြီးမြင်လိုက်ရတယ်။ကိုရင်နှပကမိရင်ရဲ့အလင်းရောင်အောင်မှာချောင်းပေါ်တက်လာတဲ့လူရဲ့ပုံမဲတဲ့ံကိုရှင်းရှင်းလေးမြင်လိုက်ရတယ်။အဲ့ချိန်မှာပါဇက်အဟောင်းသားဖြစ်သွားတယ်။အချောင်းကတော့မျက်လုံးနဲ့သွားတာမြင်ရတဲ့မဲနဲ့တဲ့အသားကြီးဟာချူဖွေးတဲ့ဖိုးသူတော်ဝတ်ဆောင်နဲ့မလိုက်ဖက်တဲ့လူတယောက်ကိုမြင်တွေ့နေရတာကြောင့် ကိုရင်ပေတူးကဖိုးသူတော်ရုပ်စူးဆိုင်ချင်းပြီးတော့ခမရကဘသူတော့ငါ့နာမည်သူတော်ဦးမဲလို့ခေါ်တယ်ကိုရင်ခမရကဒီကျောင်းမှာနေတာလားအေးလေမင်းတို့နှစ်ပါးဒီမှာနေလို့ငါအောက်ဆင်းပေးနေတာမင်းတို့ကတက်လို့ရတယ်ဆိုလို့တက်လာတာလေမဖြစ်နိုင်တာဒီကျောင်းမှာနေတဲ့သူမရှိပါဘူးဟုတ်တယ်ကိုရင်ကြီးပြောတာတော့ဒီကျောင်းမှာနေတဲ့သူမရှိဘူးတဲ့ကိုရင်ပေတူးရဲ့စကားကိုကိုရင်သားအေးကလိုက်ပြီးတော့ထောက်ခံလိုက်ကြပါ အဲဒီကသူတော်ဦးမေရသဘောတကျရင်မောရင်နဲ့မတ်တက်ရက်နေရာကနေထိုင်ချလိုက်ပြီးတော့ချီချီမောမောနဲ့စကားဆုံလိုက်တော့တယ်ဒီเจ้าမှာငားနေတာအနည်း20ကျော်ပြီကွာမဖြစ်နိုင်ပါဘူးဗျာခမ ्या ကိုကြုတ်တုံမမြင်ဘူးပါဘူးမင်းတို့မပြောနဲ့เจ้าမှာအမြဲနေတဲ့ကိုရင်ကြီးတောင်မမြင်ဘူးခမ ्या ကဘာမှမလုပ်လဲငါကဘာလဲဆိုတော့သူတော်ဦးမေရဲ့မဲနေနေတဲ့လက်ကြီးကရုတ်တရက်ဆိုသလိုရှေ့ထွက်လာပြီးတော့ ကိုရင်နှပါယူလာတဲ့တကောက်ဖာလေးတွေကထညက်ခဲကိုလှမ်းယူလိုက်တဲ့အခါကိုရင်နှပါပြူးချဲတဲ့မျက်လုံးစုံနဲ့ကြည့်ပြီးတော့အံ့ဩနေလိုက်ကပေတူကသူ့တော်ဦးမဲကိုကြည့်ပြီးတော့စကားဆိုလိုက်တယ်ခမရကတရေပဲမင်းတို့ငါဘာလဲတည်ပြီးရတာမပြေးသေးဘူးလားဟဟခမရကတော့နောက်ပြီးတရေကြောင့်လို့ပြေးရထုံစံကျုပ်တို့နှစ်ယောက်မှမရှိဘူးဗျခမရလိုအတမဲတရေကိုပူတော့မကြောက်သေးအေးပေတူမင်းပြောမှသတိထားမိတယ် ဖိုးသူတော်တဲကနာမည်နဲ့လူနဲ့လိုက်တယ်ကွာသူ့မိဘတွေကနာမည်ကိုတော်တော်စဉ်းစားပြီးပေးလိုက်ရတဲ့ပုံပဲဘာတဲ့ဦးမဲတဲ့ကိုရင်နှစ်ပါးသူတော်တစေရောမချောင်းလန့်အခုထက်ဆိုရဲအတွေ့အကြုံတွေရောကြုံတွေ့ထားဘူးသူပြပြီသူတို့ရှိမှရှိနေတဲ့တစေရောမချောင်းလန့်တဲ့အပြင်လှောင်ပြောင်နေတာကြောင့်တရေတစ်ဖြစ်လဲသူတော်ဦးမေကစိတ်တူဒေါသထွက်လာတယ်သူဒေါသထွက်တာနဲ့ဖြူးနေတဲ့ဖိုးသူတော်ဝစ်စုံကမဲနဲ့သွားပြီးတော့ အမဲရောင်အခိုးငွေတွေကတထောင်ထောင်ထလာတယ်။အဲဒီလိုကြောက်စရာအသွင်ကိုစောင်းနေတဲ့အထိကိုရဲ့နှပါကြောက်လန့်ခြင်းအလဲမရှိဘဲနဲ့အချင်းချင်းကြည့်ပြီးတော့စကားဆိုလိုက်တယ်။ပေတူးရဲ့ကြည်စမ်းမောင်တရေမဲကြီးကစိတ်တူနေပြီကွ။အေးကွာဖို့သူတော်ဝတ်ဆောင်အားပါမဲတော့ကိုပြောင်နေသလိုပဲကွာနော်။အေးဟာဖို့သူတော်ရာသူ့ကိုလှောင်ပြောင်စော်ကားနေတဲ့ကိုရဲ့နှပါတို့အမဲရောင်အခိုးငွေတွေထွက်နေတဲ့မျက်လုံးကြီးနဲ့ကြည့်ပြီးတော့ သူ့ရဲ့လက်ကိုစန့်တန်းလိုက်ကမဲနဲ့နေတဲ့လက်နှဆောင်ကကိုရဲ့နှစ်ပါးရဲ့လယ်ဘင်းကိုညှစ်လိုက်တဲ့ထင်မှတ်မထားတဲ့အဖြစ်ကြောင့်ကိုရဲ့နှစ်ပါးကလည်းရှောင်တိန်လို့မရဘဲနဲ့သူတော်တစေရဲ့လယ်ဘင်းညစ်တာကိုခံလိုက်ရတော့တယ်။လယ်ဘင်းညစ်ခံလိုက်ရတဲ့ကိုရဲ့ပေတူးနဲ့ကိုရဲ့သားအီတို့ကမျက်လုံးတွေဖြူချဲ့ပြီးတော့ရုံးကန်လှူရှားလို့နေတယ်။ဒါပေမဲ့သူတော်တစေဦးမဲရဲ့လက်မဲကြီးကသူတို့ကိုလွမြောက်ခြင်းကမစွမ်းနိုင်။အဲဒီနောက်သူတို့နှစ်ယောက်က ရုံးကဲမနေဘဲနဲ့ငြိမ်သက်သွားတဲ့အခါမှာသူတော်ကြီးကလှုပ်ပေးပြီးတော့အောင်နိုင်သူတယောက်ရဲ့လေတံနဲ့စကားဆုံလိုက်တယ်။ကိုရင်မိုက်နှစ်ပါးမင်းတို့ကဘာမှမလုပ်နိုင်ဘူးများထင်နေတာမလား။မင်းတို့ဝတ်ထားတဲ့သင်္ကန်းအစွမ်းထက်တယ်လို့ထင်မနေနဲ့။မင်းတို့ရဲ့အကျင့်သီလဆရဏာအားအသာအစွမ်းထက်တာပတ်ထား။ဘိုးသူတော်တစေကြီးပြောကြတာကိုကိုရင်နှစ်ပါးနားမလဲ။သူတို့စိတ်ထဲမှာသူတော်ကြီးကိုမကြေမနက်စိတ်တွေပဲဖြစ်နေတော့တယ်။ အဲ့နောက်အသက်ကိုအားရပါရရှုပြီးတော့ကျောင်းပေါင်းဝစီသွားပြီးတော့သူတို့နှစ်ပါးကိုတနားစရာတတဝါလိုကြည့်နေတဲ့သူတို့တစ်စီကြီးကိုကြည့်လိုက်ကခမ ्या ကျုပ်တို့ကြောင့်သိစေရမယ်။ခမ ्या ကိုမကြည့်နဲ့ဘူး။ခမ ्या ကြီးနဲ့တွေ့အောင်ပါပါ။ကိုရင်နှစ်ပါးတို့ကအဲ့ဒီလိုပြောပြီးတော့ကျောင်းပေါ်ကဆိုင်လိုက်ကြကသူတို့ရဲ့ဇာတိရွာဖြစ်တဲ့ပေပင်ရွာကိုသင်ငန်းကပိုးကီယိုနဲ့ထွက်သွားတော့တယ်။မောင်ဖိုးထင်တယောက်ကသူ့ရဲ့အပေါင်းအသင်းနဲ့အနီးမှာမရှိတာကြောင့် ညာအိရတာတခခုလုံနေတယ်လို့ဖြစ်တော့တယ်။အိမ်မှာညာဘက်ဆိုရင်ကြောက်ရွံ့နဲ့မအိပ်သေးပဲဘိုက်ဆာရတဲ့တာအိရသူ့ရဲ့ချက်တွေကင်းကြိုက်တာတစ်ဖုံ၊မွေကြိုက်တာတစ်မျိုးသူများပြစ်သွားတာတနည်းအဲ့ဒီလိုစင်ကြယ်စင်လက်တွေပေးပြီးတော့ကင်စားချက်စားမယိုးနိုင်အောင်ပြုချတယ်။တာအိတယောက်ကကြက်ဝါသနာကြီးရကြောင်းသူတို့ကတောင်းကိုချက်ပြစ်ထွက်စရာမလိုဘဲနဲ့ချက်သားအမုံစားရတယ်။မောင်ဖိုးထင်ကမှတ်မိသေးတယ်။တာအိကသူ့ရဲ့မိဘတွေအိမ်မှာချက်မွေးတဲ့အခါ ခွေးတွေကြောင့်ရဲ့ NLA ကိုသူ့ရဲ့ချက်တွေအမြဲခံနေရတဲ့အတွက်ချက်ဖိုင်ဒီကောင်နဲ့ချက်သားမိအုပ်ကိုသူ့ရဲ့အိမ်ကိုယူလာတဲ့အချိန်ပေတူးနဲ့သူ့အိမ်ကမကြည်ပြူအိမ်ပေါ်ကိုချက်တက်တယ်အပင်တွေကိုချက်ရက်တယ်စသဖြင့်မကြည်မပြူစကားတွေကိုအမြဲတစေပြောကြားပေမဲ့ချက်တွေအရွယ်ရောက်လာပြီးချက်စားကင်စားကြော်စားလို့ရတာမို့ဒါအေးကိုအပြစ်တင်စကားမဆိုဘဲနဲ့ချီမွန်ထောပနာတော်ပြူလာတယ်အခုမှဖိုးထင်ရ ကိုပြစ်မှာထိုင်းနေရတဲ့ကိုရင်ဝင့်နေတဲ့အပေါင်းအသင်းနှစ်ယောက်အကြောင်းကိုတွေးတောနေတော့အိမ်ထဲကိုကိုရင်နှစ်ပါးကြွလာတာကိုမျက်နှာမှုအံ့ဩသွားတယ်။ပေတူးနဲ့သားအေးကိုအမှတ်ရနေတာကြောင့်မျက်လုံးထဲမှာမြင်ရောက်နေတယ်လို့စိတ်ကထင်ပြီးတော့တယောက်တည်းပြုံးလိုက်မိတယ်။အဲ့ချိန်မှာဖိတ်ကောင်ဖိုးထင်ဟင်မင်းမင်းတို့တကယ်ကြီးရောက်လာတာလား။အေးဟုတ်တယ်။မင်းမလာလို့ငါတို့လာရတာ။ညာလည်းမအိပ်ရသေးဘူး။မင်းတို့ညကလေးကလမ်းလျှောက်လာတာလား။လမ်းမလျှောက်လို့မင်းမိတ် ကိုရင်ပေတူကခက်ကြမ်းကြမ်းစကားပြောမလို့ကြံပြီးမှကိုရင်ဝှက်ထားတာကိုအမက်ရသွားပြီးတော့ဆက်မပြောတော့အဲဒီနောက်ကိုရင်နှပါကုတ်ပြက်မှာဝင်ထိုင်ပြီးတော့ကိုရင်သားအေးကတော့ကုတ်ပြက်ပေါ်မှာထိုင်ရသားရှိနေတဲ့ဖိုးထင်ကိုဆွဲထုတ်ပြီးတော့မင်းကအောက်ကထိုင်တော့ကိုရင်နေအတူထိုင်လို့မရဘူးဟုတ်တယ်မြေကြီးပေါ်မှာထိုင်ဆိုထိုင်ထိုင်မနေနဲ့ဦးချအောင်ဘာငါဦးချရမယ်ဟုတ်လားအဲ့ကောင်မင်းရောကြွလာတာဘလောက်ပင်ပန်းနဲ့ထင်လဲဦးချအခု မချနိုင်ဘူးမင်းတို့ကဖုန်ကြီးတွေကိုရင်နေကိုရင်နေလို့တောင်မပြောတာငါဥချစရာလားပြောမယ်ကွာပြောမယ်ကိုရင်တာရင်နဲ့ကိုရင်ပေတူဟာတပ်ပြင်းတစ်ချက်ကိုခြားပြီးတော့မောင်ဖိုးထင်ကိုလေးလေးနက်နက်ကြည့်ပြီးတော့ကိုရင်တာအေးကစကားဆိုလာတယ်တကားလေးကိုရင်တကားလေးအိမ်ကိုကြွလာတာမိတ်ဆရာရှိလို့အော်အင်းတင်မဖျားလို့ပြောရတယ်တကားလေးတင်မဖျားခကယ်ဥချဥချရုတ်တရက်တိတ်ခါရှိရှိတည်ကြည်နေတဲ့ကိုရင်နှစ်ပါးကြောင့် မောင်ဖိုးထင်ကအကြောင်းအဲ့အဲ့နဲ့ပစိန်ပေါက်ကုန်းပြီးတော့ဥချလိုက်ပါတယ်။သူဥချပြီးတဲ့အခါကိုရင်ပေတူးကထပ်မိတ်မာတော့တယ်။တကားလေးကိုကြွလာတဲ့အကြောင်းကတော့ငါတို့အဲကိုရင်တို့နှစ်ပါးကိုလဲပင်လာညစ်တဲ့အကြောင်းကဖိုးသူတော်ကြီးကိုနှိမ်နှင်းပေးဖို့ပါ။လဲပင်ကိုညစ်တယ်ဟုတ်လား။အေးဖိုးသူတော်ကြီးတယောက်ကငါတို့နေတဲ့အကြောင်းပေါ်တက်လာတာကွာ။ပြီးတော့ငါတို့နှစ်ယောက်ကိုလဲပင်ညစ်တယ်။ကံကောင်းလို့မသေးတာ။တို့ပြန်ရင်မလိုက်ခဲ့ကွာ။ ကိုရင်ပေတူးနဲ့ကိုရင်သားအေးအားသူတို့နဲ့အသားမကျသေးတဲ့စကားသုံးလုံးတွေကိုမတုံ့ပဲနဲ့တာမန်လူဝိကြောင်အတိုင်းစကားဆိုတော့တယ်။အဲဒီခါမောင်ဖိုးထင်ကသူ့ရဲ့အပေါင်းအသင်းကိုရင်နှစ်ပါးကိုချိန်ပြီးတော့မင်းတို့ကိုနားကျင်အောင်လုပ်တယ်ဆိုတော့ငါကလက်ပိုက်ပြီးဘဲကြည့်နေနိုင်မလဲ။ကဲဘဲချင်းပြတ်မှလဲ။ကိုဖိုးထွေးနဲ့ကိုသားရောလှဲနဲ့လိုက်ပို့ခိုင်းမယ်ကွာ။အဲ့တော့နေ့လယ်လောက်ပြန်ကြတာပေါ့။မောင်ဖိုးထင်ကသူ့ရဲ့အပေါင်းအသင်းကိုရင်နှစ်ပါးကိုလေပင်ညက်တဲ့ဖိုးသူတော်တစ်စီကို စိတ်ထဲရနဲ့မင်းတော်ငါနဲ့တွေ့ပြီပေါ့လို့ချိန်ဝါလိုက်ပါတယ်။ပရိသတ်များရှင်ကျမခုတင်ဆက်ပေးခဲ့တာတော့စာရင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောင်လန်းဖိုးထင်တဲ့ဖိုးသူတော်ဦးမဲရတလောက်ပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့အောင်လန်းဖိုးထင်တဲ့ကြောင်သူတော်ကျော်တခိုးအမိရတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးပါမယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှင်းပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလံကောင်းတွေကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။